ါကိုထုကကျတော့ဒီ first time မှာမှာကျွန်တော်ကစင်ပေါ်တက်တယ်ဆိုတော့အနေသားတစ်ခုပဲကျွန်တော်ကသူ့အတွေ့အကြုံလူစီခြင်းတို့တင်ပေးလိုက်တာသူမပြန်ရွှေဆိုရင်ကျွန်တော်တင်းတော့မှာပဲอ่ะအဲ့သူအဲ့ကြောင့်ပြိုင်တာဘလာကြီးကြီးတာနဲ့၆သွားမှာဘာဆိုင်လို့လဲမဆိုင်ဘူးလေဟိုအเจ้าကဘလာမကြီးရဘူးလားအဲ့တော့သူရှင်းပြထားတာရှိတယ်လေဘယ်နှမျိုးတော့ရှိတယ်၆မျိုး၇မျိုးတော့ရှိတယ်တွက်ကြည့်ကြလို့ LGBT ဆိုတာ LGBT တက်တက်လေ ဒီပြိုင်ပွဲပြိုင်ပွဲတသက်လေ LGBT ကဒီပြိုင်ပွဲကိုပြိုင်တာဘာမှဟိုအပြစ်ပြောကြမရှိဘူးလေကျွန်တော်တို့အနေနဲ့သူ့ရဲ့စ조사မှု तू လုံးချင်တဲ့ဟာကိုကျွန်တော် appreciate လုပ်ပါမှာအော်ကိုထွေးကနေပြိုင်တဲ့ပွဲကကြတော့ကျွန်တော် sport physics ပေါ့နော်အဲအဲ့ဒီတန်းမှာကျွန်တော်ရှေ့ကရရင်ဘူးပဲ အပါဝင်ပေါ့အစပော့ဖစ်စစ်မှာကျွန်တော်9ရက်ဝင်ပြိုင်တယ်9ရက်ဝင်ပြိုင်တာမှာ3000ဆူရခဲ့တယ်ဗျဟုတ်အာဂူထူကကြတော့ဒီ first time မှာမှာကျွန်တော်ကစင်ပေါ်တက်တယ်ဆိုတော့အနေသားတစ်ခုပဲကျွန်တော်ကသူ့အတွေ့အကြုံလိုစေခြင်းလို့တင်ပေးလိုက်တာသူ့ဘုံမှာမှာဒါလုပ်ဘူးတယ်ဘယ်လိုပြိုင်မှုရယ်ဆိုတာလေးပဲလုပ်စေခြင်းတာဒါပေမဲ့မြန်မာပြည်တွေကကြတော့ဒီအတန်းကဘယ်လိုအတန်းမျိုးလဲပြတဲ့ပုံစံကိုနားမလဲတဲ့ခါကျတော့သူ့ဝိုင်းပြီးဝေပြန်နေကြတာထင်ပါတယ်ဟုတ် သူ့ရဲ့ပြောင်းလဲမှုကိုအမားတို့အများကြီးတွေ့မှာတင်ပါတယ်အရင်တော့ပုံစံနဲ့မတူဘူးအရင်တော့ဆိုရင်သူအောက်ပိုင်းမထိုင်ခြင်းဘူးဘက်မစော့ခြင်းဘူးပြီးရင်ရှိုးရာတွေဘာကြီးမစော့ဘူးသူကဒီဘိုက်နဲ့ရင်ဘက်ကိုပဲသူစော့တာများတယ်ပေါ့နော်ဒါကျွန်တော်ပုံမှန်လေးလေးပြောတာပါဆိုတော့အခုနောက်ပိုင်းမှာသူကကျွန်တော်မလုခိုင်းရင်တောင်မှပဲသူကသူလုံနေတယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုလိုချင်တာလေဒီပြိုင်ပွဲကိုသူ့ကိုပြိုင်ခိုင်းနေဆိုတဲ့ဟာကကျွန်တော်မှအကြောင်းရှိတယ် သူ့ရဲ့ကျမ်းမာရေးလိုက်ဆိုင်တစ်ခုနဲ့ဒီ body composition တစ်ခုလုံးကိုမှန်သွားအောင်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ movement တွေအကုန်လုံးမှန်သွားအောင်အစားတွေကိုစနစ်တကျဘယ်လိုစားရဆိုတာသူ့တည်တည်ချာချာတည်သွားအောင်ဆိုပြီးတော့ကျွန်တော်ပြန်ပွဲကိုပြန်ခိုင်းတာပြန်ပွဲပြန်ခိုင်းတဲ့ရည်ရွယ်ချက်ကသူ့ရကျင်လို့မဟုတ်ဘူးသူ့ရဲ့လိုက်ဆိုင်တစ်ခုနဲ့ဒီသူ့ရဲ့ body movement အကုန်လုံးကိုကျွန်တော် change ချင်လို့အာသူကပြိုင်မယ်ဆိုပြီးတော့သူစိတ်ပါလာပြောတဲ့ခါမှာကျွန်တော်နဲ့ကသူမပြိုင်ဘူးဆိုရင်ကျွန်တော်တင်းတော့မပေးရအဲ့လိုအာသူအဲ့ကြောင့်ပြိုင်တာအဲ့လိုတင်းတော့မပေးရမှာဆိုရင်အဲ့မပေးတော့ဘူးပေါ့ဒါပေမဲ့ဒါသူ့ဘဝအတွက်မှတ်တိုင်တစ်ခုပဲလေ တရာလေးလုံဖူးတယ်ဆိုတဲ့ဟာပေါ့အဲသူကအကုန်လုံးဟောက်တာသူ့ကိုကျွန်တော်ပြန်ဟောက်တာကျွန်တော်ပြောရတဲ့အတိအကျလိုက်လုပ်တယ်ဟုတ်ဟုတ်လိုက်လုပ်ပါလေလိုက်လုပ်နိုင်တယ်ဆိုတော့ body builder တယောက်လုပ်ဖို့ဆိုတာမလွယ်ဘူးလေကျွန်တော်တို့အစားရှော့ရတာတွေရှိတယ် အဲ့လိုဟိုကျွန်တော်တို့ရေလျှော့ရတာတွေရှိတယ်စိတ်ကအဲ့လိုမျိုးအဲ့ချိန်မှာအများကြီးဟန်တယ်လောက်ကြတယ်အလုံးများတဲ့သူဆိုပိုးဆိုးပါဗောဗျာဟုတ် LGBT ကအခုကျွန်တော်တို့ပြိုင်နေတဲ့ပွဲမှာဆိုရင် Sport Physics ကမြန်မာပြည်မှာမပြိုင်ဘူးမြန်မာပြည်ကသူတွေလည်း Sport Physics ရဲ့အကြောင်းကိုထဲထဲဝင်မရှိဘူးပြိုင်မှုတဲ့သူလည်းမရှိဘူးအခုဒီ9ယောက်ကပထမဆုံးပြိုင်တာပြီးတော့အဲ့ကောင်တွေပြိုင်နေတဲ့အတန်းမှာက တကယ်ကောင်းတာက LGBT တွေကကောင်းတာဘာလို့ဆို तू ကမာဆယ်မန်နီးယားရှိတယ်ကိုရီးယားမှာလုပ်တဲ့ပွဲဆိုလုံးဝနှဲ့နှောင်းနေရလေအဲ့ဒီပွဲတွေကကျွန်တော်မြန်မာပြည်မှာမလုပ်ကြလို့တာတခြားနိုင်ငံတွေမှာအကုန်ရှိတယ်ဆိုတော့အဲ့ကမှာအခုဝင်ပြိုင်ရသူတို့နိုင်သွားတယ်ဆိုအရက်ပူပူလေးနဲ့ကျွန်တော် share ထားတယ်ထိုင်းရမိတ်ကက်ဆရာဆိုရင်အရန်မာဆယ်ကောင်းတာစုပြတ်တက်နေရပဲဆိုတော့ကျွန်တော်ပြောရရှင်းရှင်းလေးရလေ LGBT ဆိုတာ LGBT တက်တက်လေးဒီပြိုင်ပွဲပြိုင်ပွဲတက်တက်လေး LGBT ကဒီပြိုင်ပွဲကိုပြိုင်တာ ဘာမှဟိုအပြစ်ပြောကြမရှိဘူးလေကျွန်တော်တို့အနေနဲ့သူ့ရဲ့စူးစမ်းမှုသူလုပ်ချင်တဲ့ဟာကိုကျွန်တော် appreciate လုပ်ပါမှာအခုမှကျွန်တော်ကားဘလာမောင်ကျွန်တော်တချင်းဆိုရယ်ဗျာကျွန်တော် driving လုပ်တယ်လေအဲ့ဒါကျွန်တော်အပြစ်မရှိဘူးလေအဲ့ဒီသဘောတိုင်းပဲကျွန်တော်အဲ့လိုပဲခံယူတယ်အာသူ shows တိုင်းကတော့လမ်းလျှောက်တဲ့ဟာတွေက Mr. နဲ့ဆင်တယ်အဲ Mr. လိုပဲလမ်းလျှောက်လာတယ်နွဲ့နွဲ့နှောင်းနှောင်းပြရတယ်ဟိုကားဘလာလိုမျိုးမျိုးလုံးပြူပြီးညက်တာတော့ man face တို့လိုမျိုးလောက်ကတာမျိုးမဟုတ်ဘဲနဲ့သူကနွဲ့နွဲ့နှောင်းနှောင်းကြပြဆန်ဆန်နဲ့အဲ့လို classic ဆန်ဆန်လေးပြရတဲ့ဟာမျိုး ဆိုတော့သူက LGBT ပြတဲ့ခါကျပိုလှတာပေါ့ဗျာကျွန်တော်ကိုပြိုင်ဆိုကျွန်တော်အဲ့ဒီတည်းမပြိုင်နိုင်ဘူးလေကျွန်တော်ပြိုင်လဲရှုံးပါပဲကျွန်တော်အဲ့လိုမျိုးကြီးမရဘူးဟုတ်တယ်ဟုတ်အဲ့ဒီပြိဿတ်ကကျွန်တော်ပြောချင်တာကအဲ့ပြိဿတ်ကမတိတဲ့ကန်အပလာတို့နေပယ်ကမဟုတ်ဘူးဂျင်းနေပယ်ကမဟုတ်ဘူးအပြင်မတိတဲ့သူကဝေဘန်နာဆိုရင်တော့ကျွန်တော်လက်ခံတယ်ဟိုထရိနာတွေကဝေဘန်တယ်ဆိုရင်တော့အဲ့ထရိနာကိုကျွန်တော်ကတော့ရှုံချရမှာပဲဘာကြောင့်လဲဆိုတော့အားကစားအားကစားလို့မြင် သူဒီသူဒီကားမလာသမားတယောက်မဟုတ်ဘူးကျွန်တော်ကလာပြောလေမင်းခန့်ပုံစံပြတာတလွဲကြီးလို့လာပြောကြည့်လေမင်းတက်လာခဲ့ကြိုက်တဲ့ချိန်ရင်းစင်းပေါ့ အဲ့ तू ကကျွန်တော်ဒါ professional မဟုတ်ဘူး तू ရဲ့ license တခုမှာကျွန်တော်ကဘောမတ်တိုင်တခုအနေနဲ့တင်ပေးလိုက်ရင်ဖြစ်တယ်ဆိုတော့ posing ကိုလည်း तू ကို pressure မပေးဘူး तू ကျွန်တော် posing ခဏမဟုတ် pressure မပေးအကို AC ပဲစင်ပေါ်တက်သွားပြီအကိုလုချင်တဲ့ပုံစံတိုင်းလေးပဲလုပ်လာခဲ့ရုံးမပြောင်းရပြီဒီတိုင်းပဲဘာဖြစ်လို့ဆိုတော့ဒါက तू ကဒီလိုလုလိုက်လို့အပြည့်ရှိသွားမှာမဟုတ်ကိုပိုင်လွတ်လပ်ခွင့်လေး1 minute posing ဆိုတော့ကိုလုချင်တဲ့ creation ကိုလုပိုင်ခွင့်ရှိတာအဲ့ဒါကိုဝေဖန်နေတယ်ဆိုလို့ရှိရင်ဝေဖန်တဲ့သူကအဲ့ဒီအတန်းမှာ champion ရပြီးသွားပြီလား champion ရောက်ဝင်နေတာအဲ့ဒီပွဲမျိုးတော့မမြင်ဘူးလေမြန်မာပြည်မှာမှမရှိတာမမြင်ဘူးတဲ့ဟာကိုဝေဖန်နေဆိုတဲ့က မဟုတ်ဘူးပြီးတော့ဟိုကျွန်တော်ပြောချင်တာကဘလာကြီးကြီးတာနဲ့ခြောက်သွားမှာဘာဆိုင်လို့လဲမဆိုင်ဘူးလေဟိုအချောက်ကဘလာမကြီးရအောင်လားအဲ့တော့သူရှင်းပြထားတာရှိတယ်လေဘယ်နှမျိုးတော့ရှိတယ်6မျိုး9မျိုးတော့ရှိတယ်သွားကြည့်ကြလို့ဖြစ်နိုင်တယ်ဘာလို့သူသူတို့ကမများတက်လိုက်ပြီဆိုတာနဲ့တခုဆိုပွဲရဖြစ်တာများတာကိုဆိုတော့ကျွန်တော်တို့ပွဲလာမစားကျွန်တော်အိတ်ထိလာကြုံပါ အာအားပေးတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့အားကစားကိုအားကစားလိုပဲမြင်ပေးပါအာအားကစားဆိုတာကဘယ်သူပဲပြိုင်ပြိုင်အားကစားပါပဲကျွန်တော်တို့နိုင်ငံခြားမှာဆိုလို့ရှိရင်ပြိုင်တဲ့ဟာမှအဲ့လိုယောက်ျားလေးဘော်ဒီဘေးဒင်းမှာပဲအဲ့လိုနှကန်းနေဆိုပြီးတက်ပြိုင်သွားတဲ့သူရှိတယ်ကျွန်တော်ကပြောချင်တာက LGBT ပဲဖြစ်ဖြစ်အာ straight ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကာယဗလာကာယဗလာပြိုင်တာပဲဘော်ဒီဘေးဒင်းကဘော်ဒီဘေးဒင်းပြိုင်တာပဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ main ကလေးတွေဗလာကြီးနဲ့ညှစ်နေတာကြတော့ဘာလို့မကဲ့ကြီးလဲကျွန်တော်ပြောတာ ြောရအများကြီးရှိတယ်။ဟာမိကလေးဒီကောင်မလေးဗလာကြီးနဲ့မဖြစ်အောင်လို့ကျွန်တော်ဘယ်သူမှမပြောဘူးလေ။အဲ့ကြတော့ကျွန်တော်လက်ခုပ်တီးကြရဲဆိုတော့သူတို့ရဲ့ဖြစ်တည်မှုသူတို့သွားတဲ့ပုံစံကတက်တက်သူတို့ရဲ့လိုက်ဆိုင်ကတက်တက်အားကစားကအားကစားတက်တက် body weight ကို body weight လို့ပဲမြင်စေချင်ပါတယ်။ကျေးဇူးများကြီးတင်ပါတယ်ဗျ။